ရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာညမလက်ရွေးစဉ်မြို့သားပေါ်လုံးသင်ဟာအကောင်းဆုံးအုပ်စုဒုတိယအဖြစ်နဲ့သာစမင်းဖိုင်ရဲ့တပ်ဖို့ကိုညှော်လင့်ဝင်ရှိပါတော့တယ်အခုဒီနေ့ကစားခဲ့တဲ့ညမလက်ရွေးစဉ်မြို့သားအသင်းပါဝင်တဲ့အုပ်စုစီကအင်ဒိုနီးရှားနဲ့ဖိလစ်ပိုင်တို့ပွဲကစားခဲ့ပါတယ်ခင်ဗျာဒီပွဲစဉ်မှာဖိလစ်ပိုင်ကအင်ဒိုနီးရှားကိုတကူကုန်မရှိစေရတဲ့အနိုင်ယူခဲ့ပါတယ်ဒါကြောင့်ဖိလစ်ပိုင်ဟာနောက်ပွဲကစားနောက်ပွဲနိုင်ရလာတဲ့အတွက် semi final ကိုအုတ်စုဘိုဖြစ်နေတက်လိုက်ရောက်ရှိသွားကြဖြစ်ပါတယ်။ဒီနေရာမှာအုတ်စု B ကိုကျွန်တော်ကြည့်လိုက်တော့အုတ်စု B မှာမလေးရှားလာအိုကို၄ဂိုးတကူနဲ့နိုင်ထားတာရှိတယ်ခင်ဗျာ။ဒီတော့ဒီအုတ်စုမှာ BNN ကတော့အုတ်စုပထမဖြစ်ဖို့တိကျတော့ရှင်းနေပြီ။မလေးရှားအုတ်စုဒုတိယဖြစ်လာနိုင်တယ်။လာအို၄ဂိုးတကူနဲ့နိုင်ရထားတော့သူဟာဂိုးကွာခြားချက်အရာအတော်လေးကိုအသာစီးရနာကျွန်တော်တို့မြင်တွေ့ရပါတယ်ခင်ဗျ။ထိုင်းအုတ်စုမှာကတော့ စင်ကာပူနဲ့အရှေ့တီမောကိုကစားခဲ့ပြီးတီမောကစင်ကာပူကို3-1ဆိုရလာတဲ့အနိုင်ရှိခဲ့တယ်။ဒါပေမဲ့အုတ်စုအဖွင့်ပွဲစဉ်မှာတီမောကထိုင်းကိုကိုပြေရှုံထားတော့သူကဂိုးကွာချချက်မှာမလေးရှားထက်နိုင်မုံများနေတယ်ခမ냐။ဒီတော့မြမလက်ရွေးစင်ဘုသာဘောလုံးသွင်းဟာအုတ်စုနောက်ဆုံးပွဲစဉ်မှာအင်ဒိုနီးရှားနဲ့ကစားရမယ်။အင်ဒိုနီးရှားက2023လုံးကတော့ရွှေရထားတဲ့အသင်း။ဒါပေမဲ့အခုဘယ်လိုလာမလဲဆိုတော့ ကျွန်တော်စောင့်ကြည့်ရဖို့ရှိပါတယ်ခင်ဗျမြမလက်ရွေးစဉ် U23 မြို့သားအသင်းဟာအုပ်စုဖွဲ့ပွဲစဉ်တော့ကတော့တော်တော်လေးကိုရှေ့စမိုင်းဆိုင်ရာစိုးရွားခဲ့တယ်အထူးသဖြင့်အမားများခဲ့တယ်ဖိလစ်ပိုင်ဘက်ကတံပြန်တိုက်စစ်ဆင်ထိုးပေါက်နိုင်တာမရှိခဲ့ဘူးဖိလစ်ပိုင်ရဲ့ဖိအားပေးမှုတွေကိုယူပဲတရဇက်ခံခဲ့ရတယ်ခင်ဗျဒါတော့မှဖိလစ်ပိုင်ဘက်ကဟိုတေချာပေါက်900နိုင်တော့တဲ့ခွင့်ရေးတွေကိုကိုသမားလက်ဆောင်ပြပြီးကာကွယ်တာရဲ့နောက်ဖိလစ်ပိုင်ဘက်ကကန့်ချက်တွေကိုဘာရန်တီဗီထွက်တာတွေရရှိခဲ့လို့သားမြန်မာဟာ ငကုကုမရှိသေးကြတဲ့လောက်နဲ့ပြီးသွားကြတာဖြစ်ပါတယ်ခင်ဗျာမဟုတ်ရင်အဲ့ဒါထပ်ပိုပြီးတော့ကိုပြတ်ရှုံးသွားနိုင်ရှင်ရှိပါတယ်ဒီတော့မန္တလေးရွေးစဉ်ယူနီဆက်တော်အမျိုးသားဘော်လုံးသင်ဟာအုပ်စုနောက်ဆုံးပွဲစဉ်ကိုရောက်ရင်အင်ဒိုနီးရှားအသင်းကိုကိုပြတ်နိုင်မှုလိုပါတယ်အနည်းဆုံးအဖြစ်30 40အဲ့လိုရလာလောက်ဒီလိုနေပါတယ်ခင်ဗျာဘာကြောင့်လဲဆိုတော့အုပ်စုဖွင့်ပွဲစဉ်မှာမြန်မာလက်ရွေးစဉ်ယူနီဆက်တော်အမျိုးသားအသင်းကဖိလစ်ပိုင်ကိုနှစ်ခုကုန်ရှိစွဲရလာနဲ့ရှုံးနေထားခဲ့လို့ပါပဲတစ်ဖက်မှာကတော့ ဟိုတီမောကစင်ကာပူနိုင်ငံရဲ့မြေသူကတော့ဂုတ်ပါစားတဲ့အရာအဆင်ပြေလို့မရှိတော့ဘူးဒီတော့မလေးရှားကိုအဓိကထားပြီးတော့အကောင်းဆုံးအုပ်စုဒုတိယနေရာအတွက်ရှင်ပြန်ရဖို့ရှိနေပါတယ်မလေးရှားဟာလာအိုကိုလေးကိုကိုနဲ့နိုင်ငံဖြစ်တဲ့အတွက်မြန်မာလက်ရွေးစင်အမျိုးသားဘောလုံးအသင်းဟာအင်ဒိုနီးရှားကိုကိုပြနိုင်မှာပဲဆွေးဖိုင်တော့တလောင်ဝင်ရရှိပါလိမ့်မယ်ခင်ဗျာကြည့်ရှုအားပေးပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ